လေးတွေအတွက်ကြောက်စရာကောင်းတဲ့ brain wash ဇက်ကောင်တွေဒီကနေ့ခေတ်ကလေးတွေရွတ်တွန်နေကြတဲ့သူဆန်းတဲ့အင်တာနက်ခရီးစည်းကြောင်းတခုရှိပါတယ်ပြီးတော့ဒါကမိဘတွေကလည်းနားမလည်နိုင်ကြပါဘူးတကယ်တော့ဒီရဟာအရန်ကိုနိုင်မဲ့ကြီးလွန်းလို့ငယ်ရွယ်တဲ့ကလေးတွေနဲ့တန်ကားတော်တွေတောင်လိုက်ဆိုနေကြပါတယ် tra la lero tra la la ဖလေးတွေကရုတ်တရက်အီတလီလိုဒိဗယ်မရှိတဲ့ဇကားတွေဘာလို့ပြောနေကြတာလဲဒါပေမဲ့တကယ်ကိုစင်စာတက်နေတယ်လို့မခံစားရဘူးလားပြီးတော့သူတို့ရဲ့မိဘတွေကိုဒီထူးဆန်းတဲ့ဇက်ကောင်တွေကိုဝယ်ပေးဖို့တောင်တောင်းဆိုနေကြတာပါဒါကနှစ်ဝက်ဘာသာဇကားတစ်မျိုးလားဒီနေ့မှာတော့ကလေးတွေကြားတဲ့ကအီတလီအတန်ခတ်နဲ့ Brainroll ရဲ့ထူးဆန်းတဲ့ဖြစ်ပေါ်လာပုံအကြောင်းကိုပြောပြပေးပါမယ်ဒါရီအားလုံးဟာ2025ခုနှစ်ဇန်နဝါရီလတုန်းကတက်တော်မီမီတစ်ခုကနေစတင်ခဲ့တာပါ Parallel လို့ Corolla လို့ခေါ်တဲ့ ကြီးစရာကောင်းတဲ့ AI ကနေထုတ်လုပ်ထားတဲ့ငမန်းနှကောင်ပုံပဲဖြစ်ပါတယ်။ပုံကတော့ထူးဆန်းတာသိကြပါတယ်။ဒါပေမဲ့ဒီထူးဆန်းတဲ့စက်ကြောရာထဲမှာဇက်ကောင်အစ်တွေထပ်မံဖန်တီးလာလေပြီ။ဒါကထူးခြားတဲ့ပျော်စရာဟာသတစ်ခုလိုဖြစ်လာလေပါပဲ။ဘွန်ပါတီမျိုးခရိုကိုတီလိုဆိုတဲ့မိချောင်းနဲ့ဘုံကျဲလျင်ပေါင်းဆက်ထားတဲ့ဇက်ကောင်ဘယ်လရီနာကာပူချီနာဆိုတဲ့ကောင်းနေရာမှာကော်ပီကွက်ပါတဲ့ကကြီးတဲ့လီလီလာလီလာဆိုတဲ့ချင်းနဲ့ပနတ်စီးထားတဲ့ရှားဆောင်ပင်နဲ့စင်ပေါင်းဆက်ထားတဲ့ဇက်ကောင် ထောင်းထောင်းထောင်းစာဟူရာသတဲ့နာမည်လှလှလေးတွေနဲ့အိပ်ပယ်မရှိတဲ့ AI တက်တော်ပါပဲဒါဇင်နဲ့ချီပြီးထပ်မံဖန်တီးလာကြပါတယ်ဆမ်မာဇင်းဒီပနာနီဒီမန်မီဟာမွန်စတာတကောင်ချင်းစီရဲ့တမိုင်းနဲ့ဘဝကို ရှင်းပြထားတဲ့ဇလန်ကြီးတစ်ခုဖြစ်တောင်ကြီးထွားလာခဲ့ပါတယ်ပြီးတော့လေးလအတွင်းမှာပဲဒီရည်စရာကောင်းတဲ့ဇက်ကောင်တွေဟာတခြားသူတွေကိုလုံးဝလွှမ်းမိုးသွားခဲ့ပါတယ် တချို့လူတွေက BNN brain wall ဒါမှမဟုတ် American brain wall လိုမျိုးအပြောင်းလဲသစ်တွေကိုတောင်ထည့်သွင်းလာကြပါတယ်။ဒါပေမဲ့ဒါတွေဟာဒီမှာပဲရက်တက်မသွားခဲ့ပါဘူး။ဘာလို့လဲဆိုတော့အခုဆိုရင်မိဘတွေနဲ့ဆရာတွေကလည်းကလေးတွေစီကနေတနေ့ကိုအချိန်များစွာကြားနေရလို့ပါ။သင်ရှားတာကကလေးတွေကဒီစကားလုံးကိုရွတ်ဆိုပြီးလွှတ်စော်ကစားနေကြတာပါ။တာသင်ခန်းတွေမှာလည်းဒီအတိုင်းပါပဲ။ ါနဲ့ပတ်သက်ပြီးဘာလို့စိုးရင်တင်တာလဲနှမဆုံးအနေနဲ့ brain wall ဆိုတာဘာကိုစိုးလို့တလဲဆိုတာသင်ပြပါမယ်ဒါကအုံနောက်ကိုအာယုံခံစားမှုလွန်ခဲ့တဲ့ချက်ခွေးတဲ့အရေးမကြီးတဲ့အကြောင်းအရာတွေကိုကြီးညွတ်တဲ့ internet စကားလုံးဖြစ်ပါတယ်ဒါကကြီးစရာ internet ဘာသာစကားတတ်တတ်မဟုတ်ပါဘူးလျှင်မြန်စွာလင်းလက်နေတဲ့ဓာတ်ပုံတွေအတိတ်ပဲရှိတဲ့အတန်တွေသက်ကောင်အစ်တွေရဲ့စဉ်ဆက်မပြတ်စီးစင်းနေတာတွေအားလုံးဟာကလေးတွေရဲ့အုံနောက်ကိုစွဲလန်းစေပြီးအာယုံခံစားမှုလွန်ခဲ့စေဖို့ တိတိကျကျရည်ရွယ်ပြီးဒီဇိုင်းထုတ်ထားတာပါသူတို့ဟာဒါရင်းနဲ့အများအားဖြည့်တွေ့မိတဲ့အခါပညာရှင်တွေကသူတို့ရဲ့အာယုံစိုးဆိုင်မှုအားနည်းစေနိုင်တယ်မှတ်ညံကိုခိကိုက်စေနိုင်တယ်ပြီးတော့ရှင်းရှင်းလင်းလင်းတွဲခေါ်နိုင်စွမ်းကိုလည်းခိကိုက်စေနိုင်တယ်လို့ဆိုပါတယ်ကလေးတွေမှာဘယ်လို့မှညှိမ့်မဲ့နိုင်စွမ်းမရှိတော့ပါဘူးသူတို့ရဲ့ဖုံးတွေပေါ်မှာအချင်းချင်းကြိတ်နေကြပါတယ်မနက်ကနေညဘက်အိပ်ရာဝင်တဲ့အထိစဉ်ဆက်မပြတ်ဒီဗီဒီယိုတွေအပေါ်မှာပလန်စိမ့်နဲ့ပြည့်နေပါတယ်ဒီနေရာမှာပိုပြီးစိုးရင်စရာကောင်းတာက ဗီဒီယိုအများစုမှာကလေးတွေနားမလဲတဲ့ထက်ကတလေလေပြောနေကြတဲ့ပုံကွက်ထားတဲ့မသိလျော်တဲ့အကြောင်းအရာတွေအများကြီးပါဝင်နေတာပါတချို့မိမိတွေမှာစော်ကားတဲ့ဘာသာစကားနဲ့ဖះကိုစော်ကားထားတဲ့အကြောင်းအရာတွေတောင်ပါဝင်ပါတယ်သင်ကလေးကဘာကိုဆိုလမမသိပဲထက်တလေလေပြောနေနိုင်တဲ့အရာတွေပါဒီနေ့ခေတ်လူငယ်မျိုးဆက်တွေအရင်ဝမ်းနေကြပါပဲဒီချမှာကျွန်တော်တို့တော်တော်လေးစိုးရိမ်နေပါပြီဒါဆိုငယ်ရွယ်တဲ့စိတ်တွေကိုကာကွယ်ဖို့ကျွန်တော်တို့ဘာလုပ်နိုင်မလဲ ျွန်တော်တို့အားလုံးစူပေါင်းပြီးတယောက်ကိုတယောက်အသိပေးရပါမယ်။ကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်ဟာသူတို့ရဲ့ဖုံးလေးပေါ်မှာ24နာရီပတ်လုံးဒီအဓိပ္ပာယ်ရှိတာတွေကိုမကြည့်မိအောင်တားဆီးရပါမယ်။ဒါကကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်ကိုဖနှက်ဆီးထားတဲ့ခြေသုံးချောင်းငမန်းတကောင်ထက်တကယ်အပြင်ကဘာကြီးကအများကြီးပိုပြီးဆွဲဆောင်မှုရှိတယ်ဆိုတာသက်သာခြင်းပါပဲ။